မုံမီနယ်မွန်မဲမြို့မှာအခုလတွင် အကြောင်းမျိုးမျိုးကြောင့်အမျိုးသားရောအမျိုးသမီးပြင်ကလင်းငယ်တွေပါပျောက်ဆုံးမှုတွေများလာတယ်လို့မြို့ကန်တွေကတန်တွေတိုင်းကိုပြောပါတယ်ပျောက်ဆုံးသူတွေဟာပြန်ပြီးဆွဲခံရတဲ့ပုံစံပျောက်ဆုံးတာလမ်းသွားရင်းပျောက်ဆုံးတာသစိမ်းတွေခေါ်ဆောင်သွားပြီးပျောက်ဆုံးသွားတာအိမ်ကလူကြီးမိဘတွေနဲ့စိတ်ဆိုးပြီးပျောက်ဆုံးသူတွေလည်းရှိလာခဲ့တာပါဒေသရင်းပျောက်ဆုံးသူတချို့ကတော့ကိုနီကိုဟန်နဲ့ပြန်လည်တွေ့ရှိတာရှိတယ်လို့တချို့ဖြစ်စဉ်တွေမှာရင်းစားနာလုံးဝပျောက်ဆုံးသွားတာအပြင်တည်ဆုံးလျက်ပြန်လည်တွေ့ရှိတာတွေလည်းရှိနေပါတယ် မွန်မြေမျိုးကန်တူကအခုနောက်ပိုင်းလူပျောက်ဆုံးမှုတွေဇက်တိုက်ဆူသလို ဖြစ်ပေါ်နေပြီးပုံကင်းပိုင်းဆိုင်ရာခြေနေတွေနဲ့ပျောက်ဆုံးတာတွေလည်းရှိလာတယ်လို့တန်တွင်တိုင်းကိုပြောပါတယ်ဒီလူပျောက်မှုတွေဆိုရှင်တော့အခုဒီတလောကျင်းမှာကျွန်တော်ဇက်တိုက်ယူဖြစ်တာပေါ့အိမ်နဲ့ထိတ်ကောက်ပြီးဆင်းသွားပြီးတော့ဒီဟိုအပြင်မှာသွားနေနေတော့တကယ်ကြီးမှာတပုံနေတာလို့သူကလည်းသွန်သားခြင်းနဲ့စိတ်ပေါ့နော်အလုံးဖက်လုပ်ကြမှာပါအကြီးရတဲ့တော်တော်ဟာလည်းရှိတယ်။ဘောတော့ဒီလိုမှုကိန်းတဲ့ပတ်သက်ပြီးတော့ အဲ့ဒီမနော်ရီကာဝဒူဝဒီလိုဝတ်ဆက်တယ်မြောက်ပြန်လာမတွေ့ဘူးနော်အဲ့ဒါတခုရှိမယ်။အော်ရှိပါတော့သူတို့ပြင်းပြင်းကြီးနေပြောက်ဘူးလို့နော်။သူပြန်ပြီးဆွဲပုံစံလောက်တာဟာတော့ဘုံမှုကမဖိုင်ရလို့တော့ပါလာမှုတခုရှိတော့။ရောက်ဆုံးသူအများစုဟာလူငယ်ရွယ်အမျိုးသမီးအများဆုံးဖြစ်နေတာတွေ့ရပြီးတချို့တိုးချင်းပြောက်ဆုံးတာရှိသလိုတချို့တွေကတော့အုပ်စုလိုက်ပြောက်ဆုံးမှုတွေရှိလာတာကိုတွေ့ရတယ်လို့သူကဆက်ပြောပါတယ်။မိသားစုနဲ့တူပြောက်ဆုံးသွားတဲ့ကာယကံရှင်တူကတော့ လူပျောက်ဆုံးလာနေပတ်သက်ပြီးရဲစခန်းနဲ့ရက်ကွက်အုတ်ချုပ်ရီမှုယုံတွေမှာတန်ကြတာရှိပေမဲ့ရှာဖွေပေးတာမရှိသလိုအဆက်အသွယ်မရတဲ့အတွက်စိုးရိမ်မှုရှိနေတယ်လို့တန်လွင်တိုင်းကပြောပါတယ်။ကျောင်းတော်ပထမလို့ဒီရောဂါတရောလို့ဒီလိုမျိုးအတိပိသားလို့ပေါ့နော်။ဒါပြည်ရဲ့စူရာမရှိသေးဘူးလေအဆက်အသွယ်များသေးဘူးအဲ့လိုမျိုးလူကအဆက်အသွယ်များတော့စိုးရိမ်တာမဟုတ်ဘူးလို့လောလောဆယ်မှန်းသိဘူး ဒေသတွင်းမှာတော့လူပြောက်ဆုံးမှုဖြစ်ပေါ်လို့စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကိုတိုင်ကြပါကလူပြောက်မှတ်တမ်းသာယူထားပြီးလုံခြုံရေးအကြောင်းပြချက်နဲ့လက်တွေ့ကူညီရှာဖွေပေးတာမရှိဘူးလို့သိရပါတယ်။မြို့တွင်းမှာစစ်ကောင်စီကနေရာနှက် CCTV တွေတပ်ဆင်ထားပေမဲ့လူပြောက်ဆုံးမှုဖြစ်ပေါ်ပါကဒေသတွင်းကပြည်သူတွေဟာကိုနီးကိုဟန်နဲ့သာရှာဖွေနေရတဲ့အတွက်အခက်ကြုံနေရတယ်လို့ဒေသခံတွေကဆိုကြပါတယ်။မော်ဒယ်မြို့မှာအခုလအတွင်းလူပြောက်ဆုံးမှုငါးမှုထပ်မနေရှိနေပြီးအဲ့ဒီထဲမှာ အခုရပိုင်းတွင် အသက်73နှစ်အရွယ်မင်းကလေးငယ်တူပျောက်ဆုံးခဲ့ပြီးနောက်တေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့တယ်လို့သိရပါတယ်။